ဒီစကားစကားပေါ့နော်လုံးဝအာပြည်သူလူထုမှာတကယ်စေတနာမရှိဘူးအဲ့ဒီမှာအဲ့တော့အရန်စိတ်ထိခိုက်တယ်တကယ်လက်သနာရယ်ကျမတို့မှာအားလုံးရှိရင်ရှိနေရတာနဲ့ပေါ့နော်ဒီလူတွေကိုမကယ်စေပေးနိုင်တာအရန်မဲ့အာသမိုင်းမင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင်ဟုတ်ဆရာဦးနေ့ကျွန်တော်မပြောခင်ပေါ့နော်ပထမဆုံးကျွန်မရဲ့ disclaimer လေးပြောဖို့လိုအပ်ပါတယ်နော်ကျွန်မဒီနေ့သတ်သွားတဲ့ဥစ္စာတွေပြောသွားတဲ့ဥစ္စာတွေကအလုံးအပေါ့နော်ပုံကူတယောက်အနေနဲ့ပြောသွားတာပါဘယ်ဖွဲ့စုကိုမှကိုစားပြုပြီးပြောသွားတာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဗျဟိုအခုကလူချင်းမဆုံကတော့ဒါအခုလိုမျိုး zoom လေးနဲ့လှမ်းပြီးတော့အာဆရာမကြီးကိုဆွေးနွေးစေချင်တာလေးပေါ့နော်မေးချင်တာလေးရှိလာလို့ပါဆရာမကြီးဟုတ်အာဆရာမကြီးဟိုကျွန်တော် ဟိုဟာပထမဆုံးမေးချင်တဲ့ဟာလေးအကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးနဲ့စလိုက်ချင်ပါတယ်ဆရာမကြီးဟုတ်မှတ်ကြည့်ရှင်ဟုတ်ဆရာမကြီးဟွာပေါ့ဒီအခုလက်တော်မှာကျွန်တော်ဒီပြည်သူတွေကငလင်းတန်းတော်တော်လေးခံစားရတာရှိတယ်ပေါ့ဆရာမကြီးအဲ့တော့အဲတချို့နေရာတွေမှာဆိုရင်ဒါအသက်အန္တရာယ်ဆုံးရှုံးမှုအတွက်ကိုတော်တော်လေးအန္တရာယ်များတဲ့အနေအထားတွေလည်းအခုထိရှိသေးတယ်ပေါ့ဆရာမကြီးအချို့ငလင်းတွေကဆက်ပြီးတော့လှုပ်နေတော့မယ်အဲချို့ဆိုရင်ဒါလမ်းပေါ်မှာထွက်ပြီးတော့နေနေရတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့ဖြစ်နေရောကြတော့ဒီစစ်ကောင်စီက အဲငလင်ကူညီကယ်ဆယ်ရေးပေါ့နဲ့ပတ်သက်လို့ပေါ့နော်သူကအမျိုးမျိုး တားဆီးတာတွေပိတ်ပင်တာတွေကန့်သက်တာတွေလောက်တာတွေတွေ့ရတယ်ပေါ့ဆင်မအဲအရိကအဒီနိုင်ငံတကာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲသူနဲ့အဆင်ပြေတဲ့နိုင်ငံတွေရုရှားတို့တရုတ်တို့ဆိုရင်တော့သူကရှော့ရှော့ရှူရှူနဲ့ဝင်ခွင့်ပေးတယ်ဒါပေမဲ့ဒီဒီတရုတ်နဲ့အဆင်မပြေတဲ့ထိုင်ဝမ်လိုနိုင်ငံမျိုးဆိုပိတ်ပင်တာမျိုးပေါ့နော်လေစိတ်ကနေပြီးတော့လှည့်ပြန်ခိုင်းတာမျိုးဒါမျိုးတွေလည်းတွေ့ရတယ်ဆိုပါပြီးတော့ဒီ data အတွင်းမှာဆိုရင်လည်းဒီဒီ နေမြေတွေကန့်သက်တာမျိုးတွေပေါ့နော်ဒီကုညီကေစေးလုံးမဲ့အဖွဲတွေကအဲသူ့ဘာသာသူဒါကောင်းကောင်းမွန်မွန်ပြပြဝါလောက်ခွင့်မရအောင်ပိတ်ပင်တာစစ်ဆေးတာမျိုးတွေလုပ်လိုက်တော့အချိန်ဆွဲသလိုတွေဖြစ်တော့ဆိုမှာမတည်သေးနဲ့မဆုံးရှုံးသေးတဲ့အသက်တွေလည်းဆုံးရှုံးတာမျိုးတွေကျွန်တော်ဖြစ်သွားတယ်ပေါ့နော်အဲဒါကြောင့်ဒီသူတို့ရဲ့ဒီပိတ်ပင်တာစီမှုတွေကအခုဒါ American ပါဝင်ပေါ့နော်အခြားနောက်နိုင်ငံတွေကနေပြီးတော့ကုညီကေစေးမှုတွေမှာပြပြဝါလောက်ခွင့်မရတဲ့အားတွေတွေ့ရတယ်ပေါ့အဲဒါကြောင့်ဒါတွေကဘာဖြစ်လို့များအဲ့လောက်ထိသူတို့လုံးရက်တယ်လို့ဆိုမှာယူဆတယ် အာကျမပြောမယ့်စာပေါ့နော်ကိုကိုချစ်မြတ်လည်းသိပါမယ်သိပါလိမ့်မယ်ဒီဥစ္စာတကယ်တော့တကယ်အခုအာအဲဒီဒီစကဆာကပေါ့နော်လုံးဝအာပြည်သူလူထုမှာတကယ်စေတနာမရှိဘူးတကယ်ကူညီမယ်ဆိုတော့ဤသူလူထုကိုတနာညတာပြီးတော့ပေါ့နော်ဒီဒီအရန်အာဒုက္ခရောက်နေတဲ့အချိန်မှာကူညီခြင်းနဲ့လုံးအဲဘာလဲစိတ်လုံးဝမရှိဘူးအဲ့နောက်ပြီးတော့လေသူတို့ရဲ့ အာဟိုဗာလဲဒီဒီဥစ္စာကိုအသုံးချပြီးတော့ဗောနော်သူတို့ကဘယ်လိုအမျက်ထုတ်ရမလဲเนาะဒီဥစ္စာသူတို့ရဲ့ legitimacy ရအောင်အဲ့ဒီဥစ္စာတွေကသူတို့ရဲ့အာ priority သူတို့ရဲ့အဓိကလူတွေကယ်ဆယ်ဖို့ကဒီလောက်လောက်မဟုတ်ဘူးတကယ်လို့လူတွေကယ်ဆယ်ခြင်းလေဆိုလို့ရှိရင်ဒီဥစ္စာဘယ်ကဒီလောက် ဒီလောက်ကြီးမားတဲ့ဥစ္စာဖြစ်နေတာဒီလောက်လူတွေအများကြီးဒုက္ခဖြစ်နေတာရရသမျှကိုယူပါဘောเนาะကိုယူပြီးတော့ဒီဥစ္စာကိုအာလူတွေလာကူညီနိုင်တယ်မြတ်လို့အဲ့ဒါလုံးနေမဲ့အစားသူတို့ကဒီဥစ္စာသူတို့ရဲ့အဓိကသူတို့ဦးစားပေးထားတဲ့ဥစ္စာကသူတို့ကဒီဒီဒီငလင်းကိုအတုံးချပြီးတော့ပေါ့เนาะဒီသူတို့ရဲ့အာဥစ္စာအမြတ်ထုတ်ခြင်းတာသူတို့အမြတ်ထုတ်ခြင်းတာ အများသားပဲတချို့တွေကလည်း pocket သူတို့သူတို့သူတို့အိတ်ထဲထဲတာတွေအများကြီးရှိလိမ့်မယ်။ကျမတို့သိတဲ့အတိုင်းပဲကျမလည်း cyclone nugget ဆိုတာလည်းအဲ့ဒါတွေ့လာတယ်။အဲနောက်ပြီးလဲပြီးတော့အဲ့ဒီဥစ္စာကိုအသုံးချပြီးတော့ဒီဟိုနေတော်လိုင်းရေးနဲ့အပြည်သူလူထုကိုပို့ပြီးတော့ဒုက္ခရအောင်လှုပ်ချင်တာကြီးလို့ကျမပြောလို့ရတယ်။ဟုတ်ဟုတ်ဆောင်းဟုတ်။ဟိုအဲ့ဒါ nugget တော့လေဆောင်းကြီးတို့အဲ့လို ဒီကုညီကယ်ဆယ်ဖို့လှုပ်ထားပြီးမှခုနကလိုပြည့်ပြည့်ဝဝလှုပ်ခွင့်မရတဲ့ဟာမျိုးတွေလည်းရှိရဲဆိုတော့လေဆမိုင်းအဲ့ဒီတော့ဆမိုင်းဘယ်လိုခံစားရလဲအဲ့ဒီဥစ္စာကတော့ကျမရဲ့တသက်လုံးမှာပေါ့နော်မမတ်ရရရမ်းမဲ့စိတ်ဒုက္ခဖြစ်သွားရဲ့ အာအတွေ့အကြုံတစ်ခုပေါ့ဘာလို့လဲဆိုတော့ကျမတို့ကကျမဟိုအရင်တော့လည်းပြောတာရယ်ဒီ cyclone nargis ကိုကျမတို့ဒီအကူအညီလာပေးနိုင်ဖို့အတွက်ကိုကျမတို့ကဒီနိုင်ငံမြန်မာနိုင်ငံကိုလာနိုင်ဖို့ access ပေါ့နော်အဲ့ဒါ negotiate လုပ်ရတယ်အဲ့လိုလာတဲ့အခါမှာကျမ C130 နဲ့ဒီဥစ္စာဟိုဘာဥတပောင်းဟိုဝင်းနေကနေအာ Thailand ကနေပြီးတော့ပြန်လာတာအဲ့မြေဝကျွန်းပေါ်ပြန်ပြီးတော့ရန်ကုန်ထဲကိုဝင်ရတယ်အဲ့မှာဆိုလို့ရှိရင် ဒီဒီမြေဝကျွန်းပေါ်တနေရာကြီးကအားလုံးကရေရောက်မှာရေရောက်မှာအဲ့မရှိတော့လမ်းဟိုနေပါလေကုန်းမရှိတော့ဘူးမတွေ့ရတော့ဘူးဆိုတော့တကယ်ကျမတို့ပေးလိုက်မယ်ဆိုပေးတဲ့ဥစ္စာကိုဒီဒီလူတွေရအောင်အတွက် ကျမတို့ကဒီ helicopter တွေလူလာလိုက်တယ်မဒီဥစ္စာဟိုဘာလို့ဆိုလမ်းနေရာမရှိတော့ဘူးဆိုအဲ့ဒီဥစ္စာကိုကျမတို့ပြောတယ်မဟုတ်ဘူးသူတို့တွေကတော့သူတို့သူတို့ပေးလိုက်တဲ့ဒီနေ့ဦးကျွန်မ9 9စီးပေါ့နော်ဟိုဒီဒီ C130 9စီးနဲ့ဒီဒီ supply တွေ ထားရပြီတော့ထားတာကိုရန်ကုန်မှာပဲထားခဲ့ပေါ့နော်ရန်ကုန်လေးစိတ်မှာအဲပြီးလို့ရှိရင်ဒါပေမဲ့ဘယ်သူမှအဲ့ဒီရန်ကုန်လေးစိတ်ကနေပြီးတော့သွားပေးဖို့အတွက် capability မရှိဘူးအဲ့ဒီအချိန်မှာကျတော့ helicopter တွေလိုအပ်လာပြီနော်ဒီနေရာတွေရောက်ဖို့အတွက်အဲ့ဒီဥစ္စာ လုံးဝမပေးဘူးအာကျမကသူတို့ပြောတယ်ကျမတို့စီရနာရှိလို့ပြောတာပါဆိုတော့ကျွန်တော်တို့ရပါတယ်ရပါတယ်ကျွန်တော်တို့ ကျွန်တော်တို့အားလုံးလှုပ်ထားပြီးပြီလှုပ်ထားဘာမှလှုပ်မထားပြီ right ဒါပေမဲ့လှုပ်ထားပြီးပြီနောက်ပြီးသူတို့ပြောလိုက်တဲ့ plan ကလည်းလေဘလို့ကြီးတယ်မှမသိသူတို့ကဒီဟိုနေဟိုဒီဟိုနေမှာမြေဝကျွန်းမှာမှာတော့သူတို့ wall တစ်ခုစောက်မယ်တဲ့နိုင်ငံကြီးတစ်ခုစောက်မယ်ဆိုအဲအလုံးဝလက်တွေ့မရှိတဲ့ဥစ္စာဘာအဲ့ဥစ္စာပြောလိုက်တဲ့ ကျမနဲ့ကျမစစ်ဘုံချုပ်ကြီးနဲ့ပြန်ပြန်တယောက်ကြည့်ပြော်အော်ဒီလူတွေကဘလို့နေပါ့မသိဘူးဆိုကျွန်တော်တို့ပါလေလင်းမြပြန်စီတော့လာတဲ့ခါမှာရီးလိုက်ရတာအဲဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လေသူတို့ပြောလိုက်တာဘာမှဟိုနေမဖြစ်ဘူးအဲအဲ့အဲ့တော့ဆိုလို့ရှိရင်ဟိုအဲကျမတို့နှစ်ပတ်ကြောကြောသုံးပတ်သုံးပတ် ပေါ့နော်ဒီဥစ္စာကျမတို့ဒီဟိုဒီလာနိုင်ဖို့အတွက်ကိုကျမတို့ negotiate လုပ်တယ် negotiate လုပ်တယ်ဆွေးနွေးရဆွေးနွေးရနောက်ဆုံးကျတော့မရတော့ဘူးမရတဲ့အခါကျတော့ဟိုဘာလဲ President Bush ပေါ့အဲ့တုန်းက President Bush ကပြောရဲအဲအော်မသွားနေတော့တဲ့အလုံးပြန်လာလိုက်တော့ဆိုအဲ့ဒီအချိန်မှာကျမကအဟိုဒီ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  command and control center တဲ့မှာရောက်နေတာဟိုအဲ့ဒီမှာ president bush ပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာ အဲ့ဒီအချိန်မှာလေလူတွေကလေကျမ news ကိုဖတ်နေတာအထက်သတင်းတွေထွက်လာတာပြဖတ်နေတာလူတွေကတဲ့ဟိုနေ့မှလေဟိုပင်လယ်အော်ကြီးကိုကြည့်ပြီးတော့ပေါ့နော် American တွေပဲတော့လာမှာတော့သူတို့ကူညီရမ်းလူတွေဆိုမျောနေကြရှာတယ်တဲ့အဲ့မျောနေတဲ့ဥစ္စာကျမတို့အခုကပြီးသွားပြီဆိုကျမလုံးဝမထိန်နိုင်တော့မထိန်နိုင်ပြီးတော့တခါရဲငိုရမ်းပဲငိုချင်လာတော့လှိုက်လိုက်ပြီးတော့ငိုချင်လာတဲ့အခါကျတော့ကျမဒီဒီဒီ ဒီဒီ command and control center ကနော် US Marine တွေကလုတ်ထားတာကျမ army army အနေနဲ့ attachment နဲ့သွားထားတာဆိုတော့သူတို့ရှေ့မှာငိုလို့မရဘူးငိုလိုက်လို့ရှင်ကျမတို့သူတို့စတော့မယ်လေစတော့မယ်ဆိုတော့ကျွန်တော်တို့ကိုပိုင်ကိုဟိုနေပါလေအိမ်နာရဲဝင်ပြီးတော့အိမ်နာမှာပဲငိုကြီးချက်မှကျမတခါရဲငိုငိုလိုက်ရတာပေါ့နော်အာဒီအိမ်မှာအဲ့ရောအရန်စိတ်ထိခိုက်တယ်တကယ်လည်းသနာရယ်ကျမတို့မှာအားလုံးရှိရင်ရှိနေရတဲ့ဒါနဲ့ပေါ့နော် ဒီလူတွေကိုမကယ်ဆယ်ပေးနိုင်တာရမ်းမဲ့အာဘာလို့ဆိုလူတစုမှလူတစု you know လူတစုအကျိုးစားချုပ်ချုပ်ကင်တာလို့အခုလည်းလားတူပဲဒီလူတစုပဲဒီဟွန်င်းကိုဗာလဲပြည်သူလူထုကိုဒုက္ခရအောင်လုပ်နေရ so um ဒီဥစ္စာတခါမှတော့ထင်းထင်းရှားရှားပါပဲလူတိုင်းလည်းသိမယ်လို့ထင်ပါတယ် ဒီမှာသူတို့ဒီဒီသူတို့ဒီဥစ္စာတွေလုံနေတာလူတွေကိုလုံးဝစေတနာမရှိဘူးလူတွေကိုကူညီခြင်းနဲ့စိတ်ထားလုံးဝမရှိဘူးဆိုတော့ကျွန်တော်တို့ထင်ထင်ရှားရှားဒီနေ့တွေ့နေရပါတယ်။ဟောဆမိုင်းကြားတာစိတ်လည်းမကောင်းဘူးကတော့ဆမိုင်းကျွန်တော်အဲ့အကြောင်းတော့လေ့လာထားပြီးဆိုပေမဲ့ဆမိုင်းအခုလို့ပြန်ပြောပြတော့လေပြန်ခန်းစားရတာပဲပေါ့နော်ဆမိုင်းဆိုပို့ပြီးတော့ခန်းစားခဲ့ရအောင်ပဲပေါ့နော်အဲ့တော့လုတ်လုတ်ပေးလို့ရတဲ့ခွန်အားရှိရတဲ့အတိုင်းလုတ်ပေးခွင့်မရတဲ့ဟာကြီးကတော့ခန်းစားခံမှာပေါ့နော်ဆမိုင်း ဟိုတကယ်ဆရာမကြီးဟိုကျွန်တော်နိုင်ငံပေါ်မှာအခုလိုမျိုးတကယ်စဉ်းစားထားပြီးတော့လုပ်ပြရတည်ရပါလေကျေးဇူးတင်တယ်ဘောနော်ဆရာမကြီးအဲပြီးတော့နောက်တစ်ခုကဆရာမကြီးအခုနောက်ပိုင်းကျွန်တော်အောင်ပွဲတွေပေါ့ဆရာမကြီးအခုနောက်ပိုင်းဒီတိုက်ပွဲဝင်မှုတွေအောင်ပွဲတွေမှာကြည့်လိုက်မယ်ဆိုရင်အဲကျွန်တော်တော်လေးတပ်ဖွဲ့တွေကအများကြီးစုပေါင်းပြီးတော့အဲတပ်ဖွဲ့တွေအများကြီးပေါ့နော်စုပေါင်းပြီးတိုက်လို့ရတဲ့အောင်မြင်မှုတွေကိုလည်းတော်တော်များများခက်စိတ်စိတ်တွေ့လာရတယ်ဆရာမကြီးရဲ့အဲကြောင့်အဲဒီလိုဟာမျိုးကိုလည်းပြည်သူကအလိုချင်ဆုံးပေါ့နော် အဲတက်ဖွဲ့နဲ့တဖွဲ့ကွဲပြီးတော့အဲသူလုံးငါးမင်းလောက်နေတာထက်စာရင်အခုနလို့တဖွဲ့နဲ့တဖွဲ့ပေါင်းဆက်ပြီးတော့ခုနလို့ရန်သူကိုပဲအတိကထားပြီးတော့ဥတီပြီးတော့အောင်မြင်မှုရအောင်တိုက်ခိုက်ယူနိုင်တဲ့ဟာကိုပြည်သူကအရင်လဲလိုလားရတယ်ပေါ့နော်အခုအဲ့လိုဟာမျိုးတွေတွေ့ရတော့လေဒါတဖြည်းဖြည်းမြင်လာရပြီဆိုတော့လေအရင်လဲဝမ်းသာရတယ်ဒီမှာရအဲ့ကြဒီတပ်ပေါင်းစုဖွဲ့ပြီဆိုရင်ကျွန်တော်ကဘလို့အကျိုးမြတ်တွေရနိုင်လဲပေါ့နော်အဲ့ပြီးတော့ဒါတပ်ပေါင်းစုဖွဲ့မှုကမြေပြင်မှာဘလောက်ရေးပါသလဲ အဲပြီးတော့ဒီပေါင်းစည်းဖို့အတွက်ဆိုရင်ဘာတွေလိုအပ်မလဲဆိုတာလေးစမိုင်းဆွေးနွေးစေချင်ပါတယ်ဗျာကျမပြောမယ်အားလုံးစကားပြောတဲ့အခါမှာတက်ပေါင်းစုလိုအပ်တယ်ဆိုတာသူတို့နားလေတယ်လို့ပဲသူတို့ဒီလိုပူပေါင်းတော့မှလည်းအောင်မြင်မယ်ဆိုတာသူတို့သိတယ်ပူပေါင်းလိုက်တဲ့အခါမှာလည်းအောင်မြင်မှုတွေရရတယ်ဆိုတာသက်သေပဲ နော်ကိုပိုင်ကိုတယောက်တည်းတဖွဲ့လေးလုံနေမဲ့အစားတခြားလူတွေနဲ့ပေါင်းလိုက်တဲ့အခါကျတော့ကိုရဲ့အာသာချက်အားနေချက်ကိုရဲ့အာသာချက်အားနေချက်ဆိုတော့နှစ်ခုလုံးလိုက်တဲ့အခါကျတော့ဒီတစ်ဖက်ကကိုရဲ့အားအားနေချက်ကတစ်ဖက်ကအာသာချက်နဲ့ cover လုပ်လို့ရတယ်နော်ဆိုအဲ့လိုကြောင့်မလို့ဒီဥစ္စာအပူပေါင်းဆောင်ရွက်တယ်ဆိုတဲ့ဥစ္စာအရန်ရေးကြည့်တယ် US military ရဲ့မှာလည်းအလားတူပဲကျမတို့အများကြီးပါလေပူးပေါင်းဆောင်ရွက်ရတယ်เนาะ infantry က infantry တက်တက် လုပ်လို့မရဘူး artillery unit နဲ့ lab ပောင်းရတယ်နောက်ပြီးတော့ army နဲ့တသက်မဟုတ်ဘူး army နဲ့ marine you know air force navy အောင်တခုနဲ့တခုနဲ့ပူးပေါင်းဘာလို့ဆို တဖွဲ့ချင်းမှာသူတို့ရဲ့အားသာချက်အားနည်းချက်တွေကမတူတဲ့ဥစ္စာတွေရှိတယ်မတူလားလေးလေးပူတော်မှကောင်းလေးလေးဘာလို့ဆိုတယောက်နဲ့တယောက်နဲ့ပူပြီးတော့ဘာလဲဒီလိုမျိုးပေါ့နော်တယောက်အားသာချက်ကတယောက်တယောက်ရဲ့အားနည်းချက်ကို ကို cover လုပ်ပေးနိုင်ဆိုတော့အဲကြောင့်မလို့လုတ်ဖို့လူတွေဒါကြောင့်မလို့ကျမလူတွေပြောနေတာ flexible ဖြစ်ရမယ်နည်းနည်းစဉ်းစားရမယ်ပေါ့နော်အာကိုယ့်ရဲ့ goal ကိုယ့်ရဲ့ဘာလဲ ရရမန်းချက်ကိုအများန် focus ထားပြီးတော့ဗောနော်လူပုပ်ကိုရေးတွေတခြားဥစ္စာတွေကိုအသာထားဖို့လိုအပ်နဘေးမှာထားဖို့လိုနောက်တစ်ခုကြတော့အာကိုနီးအတိုင်းမဲ့အများန်ငါနီးနဲ့မလုပ်လို့ရှင်မလုပ်တော့ဘူးဆိုအဲ့လိုမျိုးအဲ့အဲ့လိုမျိုးဗာလဲ mindset တွေဗောနော်အဲ့ဒါဖျောက်ဖို့လိုတယ်တခြားတစ်ခါလေးကြလို့ရှင်တခါလေကျန်သူတို့မှလည်းသူတို့ရဲ့ဟိုဗါလေလုံနီးလုံဟန်နေရှိမယ်ဒါပေမဲ့အဲ့ဒီအဥ္စံနှစ်ခုလုံးကဟိုပန်းနိုင်ကိုရောက်မယ်ဆိုလို့ရှိရင်သူတို့ လုံနီလုံဟန်လုတ်ခိုင်းလိုက်လုတ်ခိုင်းလုတ်လုတ်ပေးလိုက် you know အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်နဲ့နားလည်မှုရှိရမယ်တယောက်နဲ့တယောက်နဲ့ flexible ရှိရမယ်ပြီးလို့ရှင် focus လုတ်တာကဝင်နေရဲ့ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ပန်းတိုင်ကိုပို့ပြီးတော့ focus လုတ်ဟိုနေဟိုနေ focus on ကျမတို့မြင်နေပြီတော့လုံရမဲ့ဥစ္စာကို focus လုပ်ဟိုနေကိုမလုံနဲ့ပေါ့နော်ဒီဒီပုံကိုရေးတွေဥစ္စာကြီးအဲအာ မလုပ်လာလို့ရှိလို့ရှင်အဲ့ဒီဥစ္စာ ပြဿနာဖြစ်လာနောက်တချို့တွေရလို့ရှင် position လူတာကြီးရှိတယ်နော်ဟိုဘာလဲနေရာလူတာကြီးပေါ့နော်နေရာလူတဲ့အခုအချိန်မှာဒီရတဲ့နေရာအလကားပဲဒီနေ့ဘာဆိုကျမကျမထင်တာများသောအားဖြင့်ဒီ PDF တွေပါတွေကဒီဒီစစ်ပြီးွားလို့ရှိရင်တို့တို့အတွက်ပညာပညာရေးတွေပြန်လုပ်ရမယ်နော်တချို့တွေဆိုလို့ရင်ဒီစစ်သားဆက်လုပ်မှာမဟုတ်ဘူး စစ်သားလုံးမဲ့ဥစ္စာနည်းနည်းပါပါပဲလို့ရှိရင်ရှိလိမ့်မယ် right ဆိုအဲ့ဒီအခုအခုချိန်မှာအဲ့ဒီဥစ္စာကို position နဲ့ matter နဲ့ဟိုဦးနင်းနေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒုက္ခဦးနင်းနေဖြစ်တာအဲ့ဒီဥစ္စာသူတို့နည်းနည်းလေးအာနဘေးမှာထားဖို့လိုအပ်တယ်ပပိုးတော့ရေးကြည့်တာကကိုပန်းတိုင်ရောက်မလားပေါင်းကိုရဲ့ဒီဒီရီမန်းချက်ပေါ့နော်ကိုရောက်ဖို့အတွက်ကပူပြီးတော့ရေးကြည့်တယ်အဲ့ဒီဥစ္စာကိုပြန်ပြီးတော့ focus လုပ်ကြပါလို့ပြောခြင်းတယောက်နဲ့တယောက်နဲ့ fight လုပ်နေလို့ဦးနင်းလုပ်နေတဲ့အခါ မပူပေါင်းဆောင်ရွက်တဲ့အခါကျတော့ကိုကရန်သူရဲ့အလုပ်ကိုလုပ်ပေးနေတယ်လို့ပဲ။ဟုတ်ဟုတ်တယ်ဆရာမကြီးဟိုအဲခုနလိုပေါ့နော်ဟိုဆရာမကြီးပြောလိုက်တဲ့ဟာမှာအားနေချက်အားသာချက်ဆိုတဲ့နေရာမှာလည်းတော်တော်မျိုးလုံးထဲမှာလုံဝန်ထင်ထင်ရှားရှားတွေ့ရတယ်ဆရာမကြီး။ကျောင်းဒီတပ်ဖွဲ့တွေ ਨੇ ပြောရတဲ့ခါမှာအချို့တပ်ဖွဲ့တွေက drone မရှိဘူးအဲတချို့တပ်ဖွဲ့တွေကကြတော့လက်နက်ကြီးတပ်ဖွဲ့မရှိဘူးအဲအဲ့လိုပေါ့နော်ဒါပေမဲ့ခုနလိုရှိတဲ့အဖွဲ့တွေ ਨੇ ပေါင်းလိုက်တဲ့ခါကျတော့ဒီအစုဖွဲ့ကြီးက ဒီကဏ္ဍအစုံပြည့်စုံသွားသလိုဖြစ်သွားပါဆိုပါအဲခုနလိုလက်နေကြီးလည်းရှိမယ် drone လည်းရှိမယ်စေးလည်းရှိမယ်ဒါဆက်သွေးလည်းရှိမယ်အဲ့လိုပုံစံမျိုးကြီးနဲ့တိုက်ပွဲဝင်ရတဲ့အခါတစ်ဖက်ကရန်သူကိုပြည့်ပြည့်စုံစုံကြီးနဲ့တိုက်ရအင်းလိုက်အားလိုက်တိုက်ရတဲ့ပုံစံမျိုးဖြစ်တော့ပိုပြီးအောင်မြင်မှုရတာပေါ့နော်အဲ့ဥစားလည်းဒါဆမိုင်းပြောလို့တကယ်တကယ်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့အဲဆမိုင်းခုနပြောတဲ့ဟာဆိုလည်းဟုတ်ဒီနေရာတွေပေါ့နော်ဒီຢာရူးတွေအာနာရီနဲ့ပတ်သက်လို့ဟိုဟာဖြစ်တဲ့ဟာဆိုလည်းဒါ drone မျိုးများတွေ့ရတဲ့ဟာပေါ့ ငါးငါးတက်မှာငါးခေါင်းဆောင်မြန်မာမြင့်တက်မှာဗာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ကျဒီတက်နှစ်ခုပေါင်းပြီးတော့လုံမယ်ဆိုရင်တော့မှဒါကိုတို့ကအဓိကအချက်အနေနဲ့ထည့်သွင်းစဉ်းစားနေတာတွေကမဖြစ်သင့်တော့ဘူးဆိုပြီးတော့လည်းမြင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တပေါင်းစုပွဲနိုင်ဖို့အတွက်ဆိုရင် မတူတဲ့ဟာတွေပေါ့နော်အပေါင်းဆက်နိုင်ဖို့အတွက်ကစဒီခေါင်းဆောင်ပိုင်းနေစဉ်းစားဖို့လိုမယ်ပေါ့နော်အဲ့ပြီးတော့ကျတော့ဒီနီလန်းနေရာအစပေါ့နော် အောင်မြင်မဲ့ဟာကိုပဲကျွန်တော်တို့အဓိကထားပြီးတော့စဉ်းစားစီခြင်းနေဆိုတာလေဆရာမကြီးပြောသွားတာခြေစူးအများကြီးတင်နေဆိုတာတကယ်လည်းမြေပြင်မှာအဲ့ဥစ္စာတွေတွေ့ရတယ်ဟောဆရာမကြီးတွေ့နေရတာဟုတ်တယ်ကျွန်မပြောတာကျွန်မကမယုံပါနဲ့ကျွန်မပြောတာဟိုရင်မကြည့်လိုက်အောင်မြင်တဲ့အဖွဲတွေကိုပြန်ပြီးကြည့်လိုက်လို့ရှင်သူတို့တယောက်နဲ့တယောက်နဲ့မရရနိုင်တဲ့ပူးပေါင်းဆောင်ရွက်နေကြတာเนาะ1 1เนาะတစ်တစ်နဲ့တစ်နဲ့တစ်ခုနဲ့ပေါင်းလိုက်တဲ့အခါမှာနှစ်ထက်ပိုများတယ်ဟုတ်เนาะ အဲ့နှစ်ချက်ပုံများတယ်အဲ့ဒီဥစ္စာဒီဥစ္စာဟိုဒီဥစ္စာ power ပေါ့နော် power of cooperation power စုပေါင်းတဲ့ power တခုပေါ့နော်အာဆိုတော့အကြောင်းမလို့ကျွန်မအများအား sorry ပြောနေတာဒီပူပေါင်းကြပါပူပေါင်းကြပါ now အခုဆိုလို့ချင်းအများကြီးလက်တွေ့တွေတွေ့လာပြီပူပေါင်းဆောင်ရွက်နိုင်တဲ့အဖွဲ့တွေကအောင်မြင်တာတွေအများအားတွေ့နေရတယ်ဟုတ်ဆိုမှဟုတ်ကျေးဇူးတင်ပါတယ်ကျွန်မ